ရှင်တွေအားလုံးတာလီစွာပါ Development Media Group DMG ရဲ့2025ခုနှစ်မတ်လ22ရက်နေ့အတွင်းသတင်းအသံထုတ်လွှင့်မှုစတင်ပါတော့မယ် ဒီကနေ့အစီအစဉ်မှာတော့ပေါတော့နဲ့ပုံနာကျော်မျိုးနဲ့ကိုဂျဲဖိုင်တာနဲ့စေကောင်စီပုံချေခင်လို့စာတင်ကြောင်းနဲ့နေအိမ်တွေပြတ်စည်းသွားတဲ့တဲ့င်မောင်တော်မှာကျေးရွာပေါင်း20လောက်ရေရှားပမှုကြုံနေရတဲ့အကြောင်းလာမယ့်2050ပြည်နှစ်မှာမြန်မာနိုင်ငံအတွင်းဆိုးရွားတဲ့သဘာဝဘေးအန္တရာယ်တွေကြုံရနိုင်တဲ့တဲ့င်နဲ့တခြားစိတ်ဝင်စားစရာကောင်းတဲ့တဲ့င်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ထမဆုံးသတင်းပေါ်အနေနဲ့ပေါင်တော့နဲ့ပုံနာကျော်မျိုးနေကိုဇဲဖိုင်တာနဲ့စစ်ကောင်စီဘုံချေခဲ့လို့စာတင်ကြောင်းနဲ့နေအင်တွေပြတ်ဆီးသွားတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။ ရခိုင်ပြည်ပေါတော့နဲ့ပုံနာကျောင်းမြို့နယ်ကိုဒီကနေ့မတ်လ20ရက်နေ့မနက်ပိုင်းမှာစစ်ကောင်စီကဂျက်ဖိုင်တာနဲ့လာရောက်ပုံကျတိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။ပေါတော့မြို့နယ်သေးခုံရွာကိုစစ်ကောင်စီကဂျက်ဖိုင်တာနဲ့ပေါင်900ပေါင်နှလုံးကိုနှစ်ကြိမ်လာရောက်ကျေချခဲ့တာကြောင့်စာတင်ကြောင်ဖုန်ကြီးကျောင်းနဲ့လူနေအိမ်တချို့ထိခိုက်ပျက်စီးသွားခဲ့တယ်လို့သတင်းရင်းမြစ်တွေပြောပြချက်အရသိရပါတယ်။ဒါအပြင်ပုံနာကျောင်းမြို့နယ်ကျော်စံကျေးရွာကိုလည်းစစ်ကောင်စီကဂျက်ဖိုင်တာနဲ့နှစ်ကြိမ်တိုင်တိုင်လာရောက်ပုံကျခဲ့တာဖြစ်ပြီးထိခိုက်ပျက်စီးမှု ွန်အခြေအနေအသေးစိတ်ကိုတော့မသိရသေးပါဘူးစစ်တွေမြို့နယ်မှာတိုက်ပွဲစတင်ချိန်ကစလို့စစ်တွေနေဆက်ပုံနာကြောပေါတော့ရသေးတော်မျိုးနေတော့ကိုစစ်ကောင်စီကဘုံကြီးတိုက်ခိုက်မှုလမ်းနဲ့ကြီးပြစ်ခတ်မှုတွေဇက်တိုက်ပြုလုပ်နေပါတယ်ဆလာပြီးတော့မောင်တော်မှာကျေးရွာပေါင်း20လောက်ရေရှားပမှုဂျုံနေရတဲ့တဲ့င်းကိုတင်ဆက်ပေးချင်ပါတယ်။ ရခိုင်မြောင်တော်မြို့နယ်ကျောင်းနေဖဲမိန်တိုင်ဘောင်းမင်္ဂလာညွန်းအောင်မင်္ဂလာခမောင်းဆိုင်တာယာကောင်တတုံးနာခွတ်စုံစားတဲ့ကြေးပြပေါင်း20လောက်ကဒေသခံတွေဟာလောက်3ရက်ရှားပမုံတန်ကိုကြုံတွေ့နေကြရတယ်လို့သိရပါဗျ။အဲ့ဒီရွာတွေမှာပြီးခဲ့တဲ့ February လကစပြီးတော့ရေရှားပမုံကိုကြုံတွေ့နေကြရတာဖြစ်ပြီးတချို့ကြေးရွာတွေမှာလည်းမသက်ရှင်းတဲ့ရေတွေကိုသုံးစစ်နေကြရတယ်လို့သိရပါဗျ။ ။လက်ရှိရေချားပန်းမုံဖြစ်ပေါ်နေတဲ့ကျေးရွာတွေကဒေသခံတွေဟာကျေးရွာနဲ့တနအီလအကွာဝေးကိုတွာရောက်ပြီးတော့တောင်ကြရေတွေရရှိတဲ့နေရာတွေမှာခဲယူသုံးဆွေးနေကြရတယ်လို့သိရပါတယ်။ရေချားပန်းမုံနဲ့အတူမတန်ရှမ်းတဲ့ရေတွေကိုတောက်သုံးနေကြရတာကြောင့်တချို့ကျေးရွာတွေမှာလည်းဝင်းယုတ်ကနဲ့အရေးပြားယုတ်ကတွေဖြစ်ပွားနေကြပြီးဆေးဝါးအကွန်ကြီးလိုအပ်နေကြတာလေးဖြစ်ပါတယ်။နေရာတွေရရှိလာတာနဲ့ရခိုင်ကမြို့နယ်အများစုမှာ ရေရှားပမုံတံကို20ကျုံတွေ့နေကြရပါတယ်အခုနဲ့ရေအလင်းအလွန့်မရှိစေရတဲ့ပုံမကျွမ်းမြောက်ဦးရတဲ့တောင်စတဲ့မြို့နယ်တွေမှာအာရခတက်တော်ကထိမ့်သိမ်းမှုတွေလည်းလှောက်ဆောင်နေပါတယ်ရခိုင်မှာနေရာဒီရေရှားပမုံတံကိုမကျုံရအောင်မိုးရသည်မှာတောက်သုံးရေကန်တွေကိုလုံလောက်အောင်တော်လောင်တက်ပြီးတော့တစ်ပန်တွေခေါလိတာတွေကိုလည်းဒေသန္တရအမင်းထုတ်ပြန်ကတာစီတန်တယ်လို့ဒေသတွန်းလူမှုကွန်ရက်အဖွဲ့တွေကထောက်ပြပြောဆိုကြပါတယ် နောက်ထပ်သတင်းတပောင်းအနေနဲ့စစ်မြေပြင်အနီးအားတရုံစီမံကိန်းတွေလေပန်းဆင်းဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာဖေဖော်ဝါရီလ20ရက်နေ့ကနေဒီကနေ့အထိတိုက်ပွဲတွေပြင်းထန်နေပေမဲ့တရုံစီမံကိန်းရှိတဲ့မရေကျောင်းကလုပ်ငန်းခွင်တွေမှာပုံမှန်လေပန်းနေဆဲဖြစ်တယ်လို့သိရပါတယ်။ မတေကျော်မှာရေနံသွန်လောင်ဆန်းယုံရေနံတန်းစင်ဆန်းယုံတို့မှာလုပ်ငန်းရန်နာထားတာမရှိဘဲတရုတ်ရေနံတင်သင်္ဘောကြီးတွေစိုက်ကပ်ပြီးတော့ပုံမှန်လေပတ်နေတာကိုတွေ့ရတယ်လို့ဒေသခံတွေကဆိုပါတယ်။ကြောက်ဖြူမတေကျော်မှာရေနံပိုင်းလိုင်းနဲ့မလာကျွန်းကျေးရွာမှာရှိတဲ့ဒန်းဝဲတန်းစင်ဆန်းယုံကဖြတ်တန်းလာတဲ့ရွှေသဘာဝဒန်းဝဲပိုင်းလိုင်းတွေရှိပါတယ်။ ဲ့ဒီကျွမ်းကတဆင်မြို့ချောင်းကျွမ်းနဲ့အမ်းမြို့တွေကိုဖျက်ပြီးရေနံနဲ့ဓာတ်ငွေ့ပိုက်လိုင်းတွေကိုတရုံနိုင်ငံကိုတွေ့တန်းထတာဖြစ်ပါတယ်လက်တလောတိုက်ပွဲပြင်းထန်နေတဲ့တညာဝတီရေတပ်ဌာနချုပ်မှမဒေးကျွမ်းနဲ့အဖြောင်းမိုင်၄မိုင်လောက်သာဝေးကွာပြီးတော့ဒေသအခေါ်ကလပါမြေတာချထားပါတယ်ဒီကနေ့အထိမဒေးကျွမ်းမှာလက်နက်ကြီးတွေကြားရမှုမရှိပေမဲ့ဓာတ်ငွေ့တန်းစင်စက်ယုံနဲ့မဒေးကျွမ်းကြားမှာရှိတဲ့ဂျက်တိန်ဥကင်းထောင်ချောင်းကျေးရွာတို့ကဖျက်ဆီးသွားတဲ့ဓာတ်ငွေ့ပိုင်လိုင်း အနီးမှာစစ်ကောင်စီကပြစ်ခတ်တဲ့လမ်းနက်ကြီးတွေကြားရောက်ပောက်ကွဲမှုရှိတယ်လို့ဒေသခံတွေကဆိုပါတယ်။ကျောင်းပြုံမျိုးနယ်မှာယထာလန်ကာလန်ရင်းနှက်စိုက်ကန်းကျောင်းပြုံအထူးစီးပွားရေးဆောင်နဲ့ဆက်ဆက်တဲ့စီမံကိန်းတွေပြုလုပ်ဖို့စစ်ကောင်စီနဲ့တရုတ်အကြားသဘောတူညီမှုရရှိထားပါတယ်။ကျောင်းပြူအထူးစီပွားရေးဆောင်ကအကောင့်ထဲပေါ်မှုမရရှိသေးပေမဲ့ရေနံပိုင်လိုင်းနဲ့ရွှေစဘာဝဓာတ်ငွေစီမံကိန်းတွေပေါ်ကစစ်ကောင်စီဟာဒေါ်လာတန်းနဲ့ချီတဲ့အကျိုးအမြတ်တွေရနေပါတယ်။ ကိုင်းကတာမှာစစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရပြီးနောက်တပ်ဖွဲ့ဝင်30တရားဖမ်းဆီးခံရတဲ့သတင်းကိုလည်းတင်ဆက်ပေးအောင်ပါစကိုင်းတိုင်းကစားမြို့နယ်အတွင်းမှာအင်အား150ခန့်ပါရှိတဲ့စစ်ကောင်စီရဲ့စစ်ကြောင်းကိုတိုက်ခိုက်ရမှာစစ်ကောင်စီတပ်ဖွဲ့ဝင်33ဦးတေဆုံးခဲ့ပြီးတော့30ဦးဖမ်းဆီးခံခဲ့ရတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDA ရုံးချုပ်ကဒီကနေ့မှသတင်းထုတ်ပြန်လာပါတယ်စစ်ကောင်စီတပ်ကဘုံမှုလမ်းထက်ဥဆောင်တဲ့ခမရ1306 309နဲ့ ခလရ6တော့ကဘူပေါင်းအာ150ခန်းပါစိတ်ကြောင့်ကိုမက်လ15ရက်နေ့ကကတ္တာမြတ်နေပန်လက်ရွာအနေမှာကတ္တာမြတ်နေပကဖမော်တာတိုက်နေပကဖကတ္တာခရင်တယံတိုက် KIA KB ရဲ့ဘူပေါင်းတက်တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်တိုက်ပွဲအတွက်မှာစစ်ကောင်စီတပ်ဖွဲ့33ဦးတေဆုံးခဲ့ပြီးတော့စစ်ဦးဒဏ်ရာရှိခဲ့သလို32ဦးလည်းဖမ်းဆီးခံခဲ့ရပြီးဘူပေါင်းတက်ဖွဲ့တဲ့ဘက်က2ဦးတေဆုံးခဲ့တယ်လို့ထောက်ပြန်ထားပါတယ်ဒါပြန်စစ်ကောင်စီက MA1 20ကောလက် MA2 6လက် MA3 7လက် MA4 3လက် MA11 7လက် MA15 7လက် anti drunk chan tala ame than bung ti tong se khon long ame je chi thong dang ame sing nga je dang na thong 60မမဘုံတင်စုခဏလုံးဂျင်း133ခုကျိုးပွဲဂျမ်းမာ3ခုစက်တရစက်တလုံးအထိုင်ဖုံးတလုံးဂျေကအုတ်ထုံးစင်းတလုံးတို့ကိုလည်းတင်းစင်ရမင်ခဲ့တယ်လို့ထောက်ပြန်ချက်မှာပို့ပြထားပါတယ် ော်တင်ဆက်ပေးနေပါတယ်။လာမယ့်2050ပြည့်နှစ်မှာမြန်မာနိုင်ငံအတွင်းဆိုးရွားတဲ့တဘာဝဘေးအန္တရာယ်တွေကြုံရနိုင်တဲ့သတင်းကိုလည်းတင်ဆက်ပေးအောင်ပါပါ။ရာသီဥတုပြောင်းလဲမှုကိုအချိန်မီမတားဆီးနိုင်ရင် လာမယ့်2050ပြည်နှစ်မှာမြန်မာနိုင်ငံအတွင်းသဘာဝဘေးအန္တရာယ်တွေကိုဆွရစွာကြုံတွေ့လာရနိုင်တယ်လို့သဘာဝပတ်ဝန်းကျင်အရေးလှုံ့ရှားမှုအဖွဲ့တစ်ခုဖြစ်တဲ့ Environment Health and Safety မြန်မာ EHS မြန်မာရဲ့အစီရင်ခံစာတစ်စောင်ကဖော်ပြပါတယ်။ သိပ္ပံပညာရှင်တွေကဖန်လွန်အင်ဒန်းငွေထုတ်လုပ်မှုတွေကြောင့်အခုလက်ရှိအပူချိန်ထံ2.6ဒီဂရီဆက်စီယက်ကနေ4.4ဒီဂရီဆက်စီယက်အထိမြင့်တက်လာနိုင်ကြောင်းခန့်မှန်းထားပြီးဒီအကျိုးဆက်ကမြန်မာနိုင်ငံသားတွေအတွက်နေ့စဉ်ရုန်းကန်လှုံ့ရှားဖို့ခက်ခဲလာမယ်လို့ EHS မြန်မာရေးစာဆောင်မှာရေးသားထားပါတယ်။ ကလိုင်းမိတ်ဒီပလိုမစီရဲ့ခမန်းချက်အရပင်လယ်ရေမျက်နှာပြင်ဟာ2050ပြည့်နှစ်အရောက်မှာ20ကနေ41စင်တီမီတာအထိမြင့်တက်လာနိုင်ကြောင်းခန့်မှန်းထားပါတယ်။ဒါကြောင့်မြန်မာနိုင်ငံမှာရှိတဲ့ရန်ကုန်မြို့ဟာရေကြီးမှုတွေနဲ့ကြုံတွေ့ရနိုင်ပြီးတော့ပင်လယ်ကမ်းရိုးတန်းဒေသတွေ ဖြစ်တဲ့ရခိုင်နဲ့ AOD မြေဝကျွန်းပေါ်ဒေသအတွင်းပိုင်း10ကီလိုမီတာအထိပင်လယ်ရေအောက်ကိုရောက်နိုင်ခြေရှိတယ်လို့သုတေသနစာတမ်းတွေကဖော်ပြပါတယ်။ ဒါအပြင်မွန်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှလည်းမုန်တိုင်းတွေနဲ့ရင်ဆိုင်ရနိုင်တယ်လို့ခန့်မှန်းထားကြပါတယ်။ရာသီဥတုပြောင်းလဲလာတာနဲ့အတူရေရှားပေါင်းမှုအန္တရာယ်ကိုရင်ဆိုင်ရနိုင်ပြီးမြန်မာနိုင်ငံမှာရှိတဲ့အရာဝတီမြစ်နဲ့ချင်းတွင်းမြစ်တို့မှာတိမ်ကောလာနိုင်ပြီးတော့အဲ့ဒီမြစ်တို့ကိုမှီခိုရှင်သန်နေကြတဲ့ဒေသခံတွေထိခိုက်မှုဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါအပြင်ရေရှားပါလာတာနဲ့စိုက်ပျိုးရေးမွေးမြူရေးကဏ္ဍတို့ကြာစင်းကစာနေရိတ်ခါရှားပါမှုကြုံတွေ့ရနိုင်တာကြောင့်မြမပြည်သူအများစုငမော့တာနဲ့ကြုံတွေ့ရနိုင်တယ်လို့အဲ့ဒီစာဆောင်မှာဖော်ပြပါတယ်။ အခုလိုသဘာဝကဆိုးကြီးကိုတာစီနိုင်ရေးသစ်တော်တွေကိုကာကွယ်ပြီးတော့သစ်တော်ပြုံးတိမမရှိအောင်လုံဆောင်ဖို့နေအောင်ကြီးနဲ့လေပြန်လေပြေပြိုးမြေစွန်းအင်ကိုမပြည့်မနေကူပြောင်းဖို့တခါသုံးပလတ်စတစ်အသုံးပြုမှုနဲ့လေထုညဉ့်ညံ့မှုကိုရှော့ချဖို့အပါအဝင်မူဝါဒချမှတ်သူတွေနဲ့စီးပွားရေးလုပ်ငန်းတွေအပေါ်တင်းကျပ်တဲ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာဥပဒေတွေမူဝါဒတွေနဲ့စံနှုန်းတွေဖြစ်လာစေဖို့လုံဆောင်တင်တယ်လို့ EHS မြန်မာကတိုက်တွန်းထားပါတယ် နောက်ဆုံးအနေနဲ့နိုင်ငံတကာသတင်းတပုတ်ကိုလည်းတင်ဆက်ပေးချင်ပါတယ်။အာစာကောင်းဆောင်အာတာဦးလာနေရာမှာနောက်တရောင်အစားထိုးခံအပ်တယ်လို့သတင်းထွက်နေတဲ့အကြောင်းပဲဖြစ်ပါတယ်။ဒီကရရပိုင်ကဘင်္ဂလားဒေ့ရှ်မှာဖန်ဆီးခံရရတဲ့အာစာတက်ဖွဲ့ကောင်းဆောင်အတာဦးလာရဲ့နေရာမှာမော်လာနာဘိုဟန်ဆိုသူကိုအစမ်းထိုးခံအပ်လိုက်တယ်လို့ဒေလီစတာသတင်းရမှာဖော်ပြထားပါဗျ။ မော်လနာဘွမ်းဟာအရင်ကအစားအဖွေရဲ့ပြည့်ရစုံခွင့်ပုံကောအဖြစ်ဆောင်ရွက်ခဲ့သူလည်းဖြစ်ပါတယ်အဖွေရဲ့အဓိကခေါင်းဆောင်အတာဥလာဖန်းစီခံရပြတဲ့နောက်မှာအစားအဖွေဟာခေါင်းဆောင်သက်အဖြစ်ခန့်ကဒေါက်ခသည်စခန်းတွေမှာပြန်လည်စုစည်းဖို့ကြိုးပမ်းလာတာလည်းဖြစ်ပါတယ် အတောက်လာဖန်စီခံရပြီးတဲ့နောက်ဘင်္ဂလားဒေ့ရှ်ဒေါက်ခတိစခန်းမှာရှိတဲ့အာဆာအဖွဲ့ရံတွေဟာနောက်ထပ်လက်နက်ကအဖွဲ့တစ်ခုဖြစ်တဲ့ ISO ထံမှာတိုက်ခိုက်ခံရမှစိုးရင်ပြီးစခန်းကထွက်ပြေးမှုတွေရှိတယ်လို့ Daily Star သတင်းမှာဖော်ပြထားပါတယ်။အတောက်လာရဲ့အနည်းငယ်လှုပ်ဖို့ကံဖက်တူဖြစ်သူမိုလနာခါလစ်ကမက်လတ်နစီရနေ့မှာထုတ်ပြန်ခဲ့တဲ့အသံဖိတ်တစ်ခုအရာအာဆန်တက်ဖွဲ့ရံတွေအနေနဲ့ကိုရထူးကိုကိုဆက်လက်တာဝန်ယူပြီးတော့ဆက်လက်ထမ်းဆောင်ရဖို့ကိုလည်းအသံဖိတ်မှာတိုက်တွန်းပြောဆိုထားပါတယ်။ဘင်္ဂလားဒေ့ရှ်လက်နက်ကရတယံဆီလေးကလက်ထောက်အထွေထွေစိတ်ဆေးရုံမှ မိုဟာမက်ဆီရစ်အာမန်ကမွန်မော်လနာဟိုဘန်အခုလောတာဝန်ယူတဲ့တဲ့တန်းကိုမိမိတို့မကြားမိသေးသလိုမော်လနာခါလီဘီနီယာမှာရှိတယ်ဆိုတာကိုလည်းသူတို့မသိထားသေးဘူးလို့ဒေလီစတောက်ကိုဖြေကြားထားပါတယ်အစားအဖွဲ့ကောင်းဆောင်အတာဦးလာအပအဝင်အဖွဲ့အ6ဦးသူတို့နဲ့ဆက်စပ်နေသူ၄ဦးစူးစူးပေါင်း၁၀ဦးကိုဘင်္ဂလားဒေ့ရှ်အထူးမှုန်ခံတဲ့ RAV ကမက်လာ6ရက်နဲ့စစ်ခနဲ့ရတော့မှဖမ်းဆီးခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်သူတို့ကနရယန်ကန်မြို့မှာ6ရက်နေ့ကယုံထောက်ခဲ့ပြီးတော့ရှုရက်ယမန်စီရဲ့ယူခဲ့ပါတယ်။ ဒီကနေ့သတင်းအသံထောက်လွှင့်တဲ့အစီအစဉ်ကိုတလောင်းနဲ့ပဲရန်နာလိုက်ပါတယ်။ဒီအစီအစဉ်ကိုတလင်းလာနေကနေစနေနေ့တွေမှာည၈နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ soundcloud.com မှာ DMG online radio လို့ရှာပြီးနှာစင်နိုင်ပါတယ်။နောက်တော့တဲ့စင်ကြတဲ့သူတွေကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။